Hello မင်္ဂလာပါတအားလို့တမလို့ရေတီချေတို့အရှိကဗီဒီယိုမှာဒီနံပါတ်၄ကိုတီချေက Downman Stucan ၄နည်း ਨੇ Downman Stucan ပုံ၁၉ကိုခောက်ပြီးတော့၄ဘိုင်း၁ဘိုင်းတီချေပြုလုပ်ပေးခဲ့တယ်เนาะတအားလို့တမလို့ကိုတီချေကဆက်ဝိုင်းပုံ၄ကိုခောက်ပြီးတော့ဆက်ဝိုင်းပုံ၁၉ကိုခောက်ပြီးတော့၄ဘိုင်း၁ဘိုင်းပြုလုပ်ခိုင်းခဲ့ပါတယ်ရပါသလား ဟုတ်ပြီနော် okay အဲဆိုလို့ရှိရင်ဒီချေတို့မိကုနံပါတ်5သွားကြရအောင်ဟိမိကုနံပါတ်5ကတစ်ခုရဲ့၄ဘိုင်းတစ်ပိုင်းကိုအယောင်ချဲပါဒါမှမဟုတ်ရင်ခဲချစ်ပါ okay နံပါတ်ကကြည့်ပုံကြည့်ရအောင်ဒါတို့တမလို့ရေဒီချေတို့ကတစ်ခုပေးထားပါဗျာအဲ့ဒီတစ်ခုကိုညီညာအပိုင်းဘယ်နှပိုင်းပိုင်းထားလဲ၄ဘိုင်းအဲ့ဒီထက်ကမှမဒီချေတို့က၄ဘိုင်းတစ်ပိုင်း၄ဘိုင်းတစ်ပိုင်းဆိုတော့ဒီပုံလေးကဒါတို့တမီတို့ကြိုက်နှစ်သက်ရတစ်ပိုင်းကိုဒီချေကိုခါလာချက်ပေးပါဒါမှမဟုတ်ရင်ခဲချစ်ပေးပါရှင့်အဲ့ ော့ဒီခြေကတော့ဒီအပိုင်းလေးကိုကြိုက်လို့ဒီခြေက color ခြေလိုက်ပါပြီရှင်ဒါရုသမလို့ကဒီအပိုင်းကိုမကြိုက်လို့ဒီအပိုင်းလေးကို ခဲချစ်မယ်ဒီအပိုင်းလေးကို ခဲချစ်မယ်ဒီအပိုင်းလေးကိုခဲချစ်မယ်ရရတယ်နော်တပိုင်းကိုပဲခဲချစ်ပေးရပါမယ်လေးပိုင်းပိုင်းထားပြီးတော့တပိုင်းကိုခဲချစ်ပေးပါအဲ့ဒီခဲချစ်ထားတဲ့တပိုင်းအရာခလာချေထားတဲ့တပိုင်းကိုဘာလို့ခေါ်တယ်လဲလေးပိုင်းတပိုင်းလို့ခေါ်ပါတယ်ရှင်โอเคနမခောက်ခွေးပုံကိုလေလေးပိုင်းတပိုင်းကိုတစ်ခုရဲ့လေးပိုင်းတပိုင်းကိုခဲ ချစ်ပေးပါဒါမှမဟုတ်ရင် color ချစ်ပေးပါဟုတ်ပြီအယောင်တူ sorry အာညီတူမြတူအပိုင်းနော်ညီမြအပိုင်းလေး၄ပိုင်းပိုင်းထားတယ်အဲ့ဒီတက်ကမင်းတို့စိုက်နေတဲ့ရတပိုင်းကို color ချစ်ပေးပါအဲ့ဒီတပိုင်းကအာ၄ပိုင်းတပိုင်းဖြစ်ပါတယ်သူကလည်း၄ပိုင်းတပိုင်းသူကလည်း၄ပိုင်းတပိုင်းသူကလည်း၄ပိုင်းတပိုင်းသူကလည်း၄ပိုင်းအဲ့ဒီတက်ကတစ်ခုကို color ချလိုက်ပါရှင်ဟုတ်ပြီအာဆိုရင်ဒါလေးကိုဒီချက်ကနမူနာခဲချစ်ပြပါမယ်ခဲလေးနဲ့ဒီချက်တို့ဒီလိုအစင်းလေးတွေချစ်လို့ရှင်လည်းရပါတယ်ရှင် အဲ့တော့လေးပိုင်းနဲ့ကတစ်ပိုင်းကိုခဲ့ချင်မယ်အဲ့ဒီတစ်ပိုင်းကိုလေးပိုင်းတစ်ပိုင်းလို့ခေါ်ပါတယ်ရှင်ရေးလက်ရတယ်မြေးလက်ရတယ်เนาะဒီခြေကသာတို့သမလို့သိအောင်လို့ရေးပေးတာပါရှင်ကဲဒီမှာပါနမကငယ်ပုံကိုလည်းဒီခြေကိုလေးပိုင်းတစ်ပိုင်းကိုခဲ့ချစ်ပေးပါဒါမှမဟုတ်ခလာချက်ပေးပါရှင်အဲ့တော့ဒီခြေကဒီအပိုင်းလေးလေးပိုင်းပိုင်းနှားတဲ့ခြေကညီမအပိုင်းလေးပိုင်းနဲ့ကတစ်ပိုင်းကိုခလာချက်လိုက်ပါပြီအဲ့ဒီတစ်ပိုင်းကလေးပိုင်းတစ်ပိုင်းဖြစ်ပါတယ်ဒီအပေါ်ကလည်းလေးပိုင်းတစ်ပိုင်းသူလည်းလေးပိုင်းတစ်ပိုင်းသူလည်းလေးပိုင်းတစ်ပိုင်းဖြစ်ပါတယ်เนาะကဲနမက ကကြီးဟိသရသမလို့ရေညီမြအပိုင်း၄ပိုင်းနဲ့ကတစ်ပိုင်းကိုခါလာချက်ပေးပါတမမုံရင်ခဲချက်ပေးပါဒီချက်ကသူ့ကိုတော့ခါလာချက်လိုက်ပါပြီရှင်၄ပိုင်းတစ်ပိုင်းသရသမလို့ကဒီဘေးရအပိုင်းလေးကိုဒီတစ်ပိုင်းလေးကိုခါလာမချက်ခြင်းလို့အလဲရအပိုင်းလေးကိုခါလာချက်ခြင်းနဲ့ရပါတယ်နော်တစ်ပိုင်းပဲချက်ပေးရပါမယ်၄ပိုင်းနဲ့ကတစ်ပိုင်းကိုခါလာချက်ပေးရပါမယ်โอเคနမငါပါရှင်သူ့ကိုလည်း၄ပိုင်းတစ်ပိုင်းကိုခါလာချက်ပေးပါအဲ့တော့ဒီချက်ကဒီအပိုင်းလေးကိုခါလာချက်လိုက်ပါမယ်ဒီချက်ခါလာချက်လိုက်တဲ့အပိုင်းလေးကဘာလေး ည်းလည်း၄ဘိုင်း၃ဘိုင်းဖြစ်ပါရဲ့ရှင်၄ဘိုင်း၃ဘိုင်းသူကလည်း၄ဘိုင်း၃ဘိုင်းပါပဲเนาะဟုတ်ပြီเนาะ စိုက်တဲ့အပိုင်းကိုချိန်လို့ရပါတယ်နော်โอเคပြီးတော့ပြီဆိုလို့ရှိရင်เนาะဒီချေရိုးတွေနံပါတ်၄သွားကြရအောင်ပါနံပါတ်ဘလောက်ကိုသွားမှာလဲနံပါတ်၄နံပါတ်၄ကပေးထားတဲ့အပိုင်းကိန်းအတွက်ပုံလေးကိုအယောင်ချေရအောင်ကဲဒါတို့သမလို့ရင်ဒီမှာကြည့်လိုက်ဒါလေးကဒီအပိုင်းကိန်းလေးကိုဘယ်လိုဖတ်မလဲနှစ်ပိုင်းတစ်ပိုင်းနှစ်ပိုင်းတစ်ပိုင်းရယ်ဆိုလို့ချင်းကညီမအပိုင်းပိုင်းနာတာနှစ်ပိုင်းအဲ့ဒီထဲကတစ်ပိုင်းကို color ချေပေးရပါမယ်ရှင်ဒါမှမဟုတ်ရင်ခဲချစ်ပေးလည်းရပါတယ်เนาะ ဟုတ်ပြီနော်ညီမပိုင်းနှစ်ပိုင်းနဲ့ကတစ်ပိုင်းကိုခါလာချင်မယ်တမမွင့်ခဲချင်မယ်โอเคအဆိုဒီဘက်ကအပိုင်းကိန်းလင်းကိုသွားရအောင်သူ့ကိုဘလို့ဖတ်မလဲဆိုရင်နှစ်ပိုင်းနှစ်ပိုင်းညီမအပိုင်းနှစ်ပိုင်းပိုင်းထားတဲ့တဲကနှစ်ပိုင်းကိုခဲချစ်ပေးရပါမယ်ရှင်တမမွင့်ခါလာချစ်ပေးရပါမယ်သူကနှစ်ပိုင်းပိုင်းထားတယ်နှစ်ပိုင်းလုံးကိုတို့တွေခဲချစ်မယ်ခါလာချစ်ပါမယ်ရှင်ဒီလိုပုံစံမျိုးဖြစ်သွားပါမယ်နော် ဟုတ်ပါပြီအဲ့ဒါဆိုလို့ရှိရင်လာကြည့်ကြရအောင်ဒီအောက်က၄ဘိုင်းတစ်ဘိုင်း၄ဘိုင်းတစ်ဘိုင်းဆိုတော့ညီမအပိုင်း၄ဘိုင်းနဲ့ကတစ်ဘိုင်းအဲ့ဒီတော့အဲ့ဒီတစ်ဘိုင်းကိုဒီချေတို့ခဲချစ်လိုက်ပါမယ်ရှင်ရပါပြီလားဟုတ်ပြီเนาะကဲဒါလေးကကြတော့၄ဘိုင်း၂ဘိုင်း၄ဘိုင်း၂ဘိုင်းဆိုတော့ညီမအပိုင်း၂ဘိုင်းပိုင်း sorry ညီမအပိုင်း၄ဘိုင်းပိုင်းထားတဲ့တဲကဘယ်နှဘိုင်းကိုခက်လာချက်မှာလဲ၂ဘိုင်းကိုခဲချင်မဲ့ဒါမှမဟုတ်ရင်၂ဘိုင်းကိုအယောင်ချပေးပါရှင် yes ပြီးတော့ပြီဆိုရင်เนาะဒါလေးက၄ဘိုင်း၃ဘိုင်း၄ဘိုင်း၃ဘိုင်းဆိုတော့ညီမအပိုင်း၄ဘိုင်းပိုင်းထားတဲ့တဲ့ကဘယ်နှဘိုင်းကိုခဲချင်ပါလဲ၃ဘိုင်းပါရှင်ကိုကြိုက်နှစ်သက်ရ၃ဘိုင်းကိုဂလာချေပေးလို့ရပါတယ်เนาะဟုတ်ပြီရှင်ကဲသူကကြတော့ရ၄ဘိုင်း၄ဘိုင်းညီမပိုင်း၄ဘိုင်းပိုင်းထားတဲ့တဲ့ကဘယ်နှဘိုင်းကိုအခါလာချေပါလဲ၄ဘိုင်းကိုခါလာချေပါမယ်ရှင်အဲ့ဒီတော့ no ဒီချေကျော်ဝိုင်းเนาะအဲ့တော့ဒီမှာက2ဘိုင်း nắp bài, tôn bài, lì bài mà xin, yà bà tà lắm. ဟုတ်ပါပြီဟုတ်ပြီကဲအဲ့ဒါဆိုလို့ရှိရင်တအားတို့တမလို့ကြီးညီမြပိုင်း၄ပိုင်းရဲ့၂ပိုင်းကိုတို့တွေဘယ်လိုခေါ်မလဲ၄ပိုင်း၂ပိုင်းလို့ခေါ်ပြီးတော့ရေးလို့ရှိရင်၄ပိုင်း၂ပိုင်းဒီလိုအောက်က၄အပေါ်က၂နဲ့ရှိရပါတယ်ရှင်ဟုတ်ပြီရှင်အဲ့ဒါဆိုလို့ရှိရင်ပြန်ပြောကြရအောင်ညီမြပိုင်း၂ပိုင်းပိုင်းပြီးတော့၃ပိုင်းကိုဘယ်လိုခေါ်တလဲ၂ပိုင်း၃ပိုင်းညီမြပိုင်း၂ပိုင်းပိုင်းပြီးတော့၂ပိုင်းလုံးကိုဘယ်လိုခေါ်မလဲ၂ပိုင်း၂ပိုင်းညီမြပိုင်း၄ပိုင်းပိုင်းထားပြီးတော့အဲ့ဒီတဲ့က၃ပိုင်းကိုဘယ်လိုခေါ်မလဲ ၄ပိုင်း၁ပိုင်းညီမြောက်ပိုင်း၄ပိုင်းပိုင်းထားပြီးတော့အဲ့ဒီထဲက၂ပိုင်းကိုဘယ်လိုခေါ်မလဲ၄ပိုင်း၂ပိုင်းညီမြောက်ပိုင်း၄ပိုင်းပိုင်းထားပြီးတော့အဲ့ဒီထဲက၃ပိုင်းကိုဘယ်လိုခေါ်မလဲ၄ပိုင်း၃ပိုင်းညီမြောက်ပိုင်း၄ပိုင်းပိုင်းထားပြီးတော့အဲ့ဒီထဲက၄ပိုင်းလုံးကိုဘယ်လိုခေါ်မလဲ၄ပိုင်း၄ပိုင်းလို့ခေါ်ပါမယ်ရှင်ဟုတ်ပြီအားဆိုလို့ရှိရင်တရုတ်သမလို့ရေလကွက်လက်တွေဖြည့်ကြရအောင်ပါနမကကြီးဟိနှစ်ပိုင်းတစ်ပိုင်းနဲ့လေးပိုင်းဘယ်နှစ်ပိုင်းနဲ့ညီတယ်လဲကဲပုံကိုသွားကြည့်လိုက်နှစ်ပိုင်းတစ်ပိုင်းနဲ့ နှစ်ပိုင်းတစ်ပိုင်းနှစ်ပိုင်းတစ်ပိုင်းဆိုတာဒီချေတို့တစ်ချမ်းမဟုတ်ဘူးလားတဝက်တစ်ချမ်းကဲအဲ့ဒါဆိုလို့ရှိရင်၄ပိုင်းနဲ့ရဆိုလို့ရှိရင်၄ပိုင်းပိုင်းနှားတဲ့တရားဆိုဘယ်ပုံလေးနဲ့သွားတူနေလဲဟုတ်တယ်၄ပိုင်းနှစ်ပိုင်းနဲ့မတူဘူးလားဟဲ့တူပါတယ်အဲ့တော့နှစ်ပိုင်းတစ်ပိုင်းကလည်းတဝက်၄ပိုင်းနှစ်ပိုင်းကလည်းတစ်ခုရဲ့တဝက်ပဲမဟုတ်ဘူးလားဟုတ်ပါတယ်နော်အဲ့ဒါကြောင့်နှစ်ပိုင်းတစ်ပိုင်းနဲ့တူတာက၄ပိုင်းနှစ်ပိုင်းဖြစ်ပါတယ်ရှင်ဟုတ်ပြီနမခောက်ဝေးပုံကိုသွားကြရအောင် တဲ့ဒါလို့တမလို့ရေတစ်ဆိုတာတစ်ခုအပြည့်ကိုပြောတာပါအဲ့တော့နှစ်ပိုင်းပိုင်းနာတဲ့ဒီမှာတစ်ခုအပြည့်ကဘယ်ပုံလေးလဲဟုတ်တယ်ဒီမှာတစ်ခုအပြည့်လုံးဒီချေတို့ခါလာချေထားတာကနှစ်ပိုင်းနှစ်ပိုင်းဖြစ်ပါတယ်ရှင်နှစ်ပိုင်းနှစ်ပိုင်းဆိုရင်တစ်ခုလုံးပဲပြန်ဖြစ်သွားတယ်နော်ဟုတ်ပြီအဲ့ဆိုလေးပိုင်းပိုင်းနာတဲ့ဒီဆိုရင်တော့သွားကြည့်ရအောင်တစ်ခုလုံးကိုခါလာချေထားတာကမှန်ပါတယ်လေးပိုင်းလေးပိုင်းပါရှင်ဟုတ်ပြီနော်အဲ့တော့တင့်နဲ့တူတာကနှစ်ပိုင်းနှစ်ပိုင်းကလည်းတင့်နဲ့တူတူပဲလေးပိုင်းလေးပိုင်းကလည်းတင့်နဲ့ ူတူပဲနားလည်ပါပြီလား yes ပြီးရင်နံပါတ်ဆက်သွားကြရအောင်နံပါတ်9အယောင်ခြေထားတဲ့အပိုင်းကို အပိုင်းဂိတ်နဲ့ပြပါ okay နံပါတ်ကကြီးဟိတတို့တမလို့ရေဒီတစ်ခုကိုဒီတစ်ခုကိုသူကညီညာအပိုင်းဘယ်နှပိုင်းပိုင်းထားလဲနှစ်ပိုင်းအဲ့ဒီထဲကခါလာခြေထားတာကတစ်ပိုင်းနှစ်ပိုင်းပိုင်းထားပြီးတော့တစ်ပိုင်းကိုခါလာခြေထားတယ်အဲ့ဒါကြောင့်ခါလာခြေထားတဲ့အပိုင်းလေးကို အပိုင်းဂိတ်နဲ့ဘယ်လိုပြောမလဲနှစ်ပိုင်းတစ်ပိုင်းလို့ပြောပါရရှင့် 那么考虑大家啊，你让阿爸办了办办他办嘞，后办嘞离办没事。如果办了办我卡拉车达嘞，东办，哎呀，张卡拉车达嘞阿爸那个阿爸给你就来着离办东办七八的事。那么讲给大家呀啊，如果你让阿爸办了办办他嘞离办，后办的事你让阿爸离办，哎你这个办了办我卡拉车达嘞，德办，哎呀张，哎你卡拉车达嘞阿爸那个阿爸给你就来着离办七八七八的事。 nada de Babila. ဟုတ်ကဲ့အဲဆိုလို့ရှိရင်တအားသမလို့တွေကအပိုင်းကိန်းတဝက်ဆိုတာကိုဒီချေရိုနှစ်ပိုင်းတစ်ပိုင်းဆိုတာတည်သွားပြီညီမအပိုင်းပိုင်းနှာပြီးတော့အဲ့ဒီထဲကတူညီတဲ့အပိုင်းတစ်ပိုင်းကိုနှစ်ပိုင်းတစ်ပိုင်းလို့ခေါ်ရဲဆိုတာတည်သွားပြီလေးပိုင်းတစ်ပိုင်းဆိုတာလည်းတည်သွားပြီနော်ဟုတ်ပြီနော်သူနဲ့သက်ဆိုင်တဲ့လေးချိန်ငန်းလေးတွေလည်းဒီချေရိုလုတ်ခဲ့ပြီးသွားပါပြီအဲဒါဆိုရင်တအားသမလို့ကအခန်းလေးအပိုင်းကိန်းတင်ငန်းစာတစ်ကိုနားလည်သွားပြီလို့ဒီချေထင်ပါတယ်နားမလည်တာရှင်ဒီချေကိုဒီဗီဒီယိုလေးရဲ့အောက်က comment မှာမေးထားလို့ရပါတယ်ရှင်အင်္ဂါလေး းတွေလုပ်ပြီးသွားပြီဆိုရင်လည်းဒီစာမျက်နှာလေးတွေကိုဒီချက်ကို Telegram မှာပဲဖြစ်ဖြစ်ဒီဗီဒီယိုလေးရဲ့အောက်မှာပဲဖြစ်ဖြစ်အင်္ကျားလေးကြားပေးထားပါနော်။နောက်ဗီဒီယိုမှာနောက်ထပ်အခန်းအစ်စ်ကိုကြွားကြပါမယ်။နောက်ဗီဒီယိုမှာပြန်တွေ့ကြရအောင်။တတ။